မဆိုးဘူးဗျဟိုဒီပဲနည်းနည်းခေါင်းရှိတယ်ပြောရမှာနော်ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာအဲ့ဒီအဲ့ဒီတုန်းကပေါ့နော်အဲ့ဒီတုန်းကကျွန်တော်ကဘာကြောင်းလဲဆိုတော့ဟိုပါပေါ့နော်ကျွန်တော်တို့ဒီ SBS နဲ့အလုပ်လုပ်တယ်အေဂျင့်နေနဲ့တင်မောသားအေဂျင့်နေနဲ့အလုပ်လုပ်တယ်ဝဲသားပေါ့ဗျာမြန်မာလိုပြောရင်တော့နော်ပြီးရင်ကျွန်တော်တို့က SBSC ကနေပြီးတော့ဒီ service fee ရတာပေါ့နော်ကျွန်တော်တို့ကတင်မောသားတီးရဘာမှထပ်မတောင်းဘူးဟော SPS ကြီးရပဲ service fee ရတယ်လို့ကျွန်တော်ကအဲ့တော့ပြောပြထားတယ်ပြောပြထားတာကိုအာဒီမှာလာမှန်တာပေါ့နော် SPS ကသူတို့တို့ဟိုတောင်းပေးနေမြဲဒါပါပဲတဲ့တူတူပဲပဲသူမှအကျိုးမြတ်မရှိရင်မလုပ်ပါဘူးဒါဘောဗျာဒုက္ခပဲအလုပ်လုပ်ပါလေဆိုမှအကျိုးမြတ်ရှိခြင်းလို့အလုပ်လုပ်ကြတာကြီးပဲနော်ဘာဖြစ်လို့ကျွန်တော်တို့ကအားနေရနေပြီးတော့ပြဟိတ်တာလောက်အောင်ပါလေဗျာ เนาะ pride ဆိုလဲ pride စစ်စစ်အမိခံပြီးတော့အမိခံတာမဟုတ်เนาะ pride စစ်စစ်ပုံเนาะဆိုတော့လမ်းသွားနေနေအဲလူတယောက်လိုအပ်နေတာကိုကူညီတာလဲဒါ pride ပဲဆိုတော့ဇုံတစ်ခုကနားလဲဖို့လိုအပ်နေတယ်ကျွန်တော်တို့ကလမ်းညွန်ပေးလိုက်တယ်သူအဆင်ပြေသွားတယ်ဒါဟာလဲ pride ဒါပေမဲ့အဲ့လိုမျိုးဟို pride ပုံเนาะအဲ့လိုမျိုး pride တွေကိုကျွန်တော်တို့ကတစ်သလုံးလိုပေးနိုင်မှာလားဒါလုံးဝမဖြစ်နိုင်ဘူးဟို တလတန်ဒီနှစ်လတန်ဒီအဲ့လောက်ပဲရမှာတစ်လုံးကျွန်တော်တို့လိုက်ပြီးတော့အများကျိုးဆောင်သူ့ကျိုးကိုကျိုးအောင်ပရိဒါလိုက်လို့နေရအောင်ကျွန်တော်တို့ဘယ်သူကထမင်းကျွေးပါလဲနော်ဆိုတော့အဲ့ဒါကိုကျွန်တော်ကနားလည်ထားဖို့လို့ပရိဒါအမိခံပြီးတော့လုံနေကြတာကိုလည်းကျွန်တော်ကပွဲပြားတီးဖို့လို့ဆိုတော့ဒီညမှာကျွန်တော်ပြောချင်တာကကျွန်တော်ကအကျိုးအမြတ်တော့အလုပ်လုပ်တယ်ဒါပေမဲ့ကျွန်တော်ရတဲ့အကျိုးအမြတ်ဒီတပားသူရဲ့ပြဿနာကိုဖြေရှင်းပြီးမှရတဲ့ သူတို့ပြဿနာတွေပြည်လည်သွားမှရတဲ့ထိုက်တဲ့နဲ့အကျိုးအမြတ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီ VIP စီမံဆာဗစ်ကိုလာတဲ့အခါကျရင်ကျွန်တော်တို့ကအရင်ဆုံးသူတို့ကိုမေးတယ်ဗောနသူတို့ဒီမှာဘာပြဿနာရှိလဲဟိုတင်မောသားတွေဆိုရင်စီတိုင်ကပ်ဖြစ်နေလို့လိုင်းရှာခတ်နေရလားအသက်ကြီးလို့လားဒါမှမဟုတ်ရင်ဟိုအင်တာဗျူးမဖြေနိုင်လို့လားဒါမှမဟုတ်ရင်လာတာနည်းလို့လားလာတာကောင်းတာလိုချင်လို့လားလိုင်းကြီးကိုသွားမယ်ချိန်မရှိလို့လားအဲ့လိုမျိုးသူတို့မှာပြဿနာရှိလို့ကျွန်တော်တို့ဒီလာတယ်ဗျာ တော့ပြဿနာမရှိရင်ပဲလာမလဲဆိုတော့ကျွန်တော်တို့ကတို့ပြဿနာတွေအရင်မေးမြန်းမေးမြန်းပြီးတော့မှကျွန်တော်တို့ကအော်ဒီယာဒီပြဿနာဖြစ်နေလားဆိုတော့ तू ကဒါအတွက်တင့်တော်မယ်ဆိုပြီးကျွန်တော်တို့ကဥမာပြတချို့အမြန်တက်ချင်တယ်လာသာနေနေပါစီဆိုကြတော့လေလိုင်းကောင်းလိုချင်တယ်လာသာညံ့ညားလိုချင်တယ်နည်းနည်းကြာရင်ကြာတယ်အဲ့လိုမျိုးတို့ပြဿနာကိုယ်စီရှိတယ်အဲ့ဒီပြဿနာတွေကျွန်တော်တို့ဖြေရှင်းပေးတယ်ဖြေရှင်းပေးပြီးတော့ကျွန်တော်တို့ကအစားပြည့်ရည်ပို့လိုက်တယ်ဖရီးလိုင်းနေဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ကိုယ်တိုင်ဓာတ်ရိုက် ွဲသားကတောင်းတယ်ခုမှတပြားမှပေးကြရမလို့တဲ့အတွက်ကြောင့်မလို့တော့ free line နေဆိုရင်တော့ကျွန်တော်ကကျွန်တော်ခုမင်းလင်းပြောတယ်ဒါက free line ခင်ဗျားတို့တပြားမှကုန်ကြရမလို့ဘူးဆိုတော့ကျွန်တော်တို့ကတော့ဒီလောက်ဒီလောက်ယူမယ်အဆင်ပြေလားမပြေရင်လည်းမပြေတဲ့အကြောင်းပြေရင်လည်းပြေတဲ့အကြောင်းပေါ့နော်ကျင်းနေတာကတော့ SBS တွေပြီးကျွန်တော်တို့ကိုအိတ်ဆိုင်ပြီးတော့ပွဲသားကထုတ်ပေးမှာမဟုတ်ဘူးကျင်းနေတာကဒီလူပြောထားသလိုပဲ ကျွန်တော်တို့အတွက်ပါပို့တောင်းလိမ့်မယ်ဒါကလေတင်မောသားတွေကနားလည်ပြီးသားအကုန်လုံးကခေါင်းပါတယ်ကျွန်တော်တို့ကငွေကြေးနှစ်ဖက်မရှုပ်ချင်လို့သာကျွန်တော်တို့ကပြက်ပြက်သားသားကြော်ညာထားတာတင်မောသားဒီကနေပြီးတော့မတောင်းဘူးဆိုတာနော်အဲ့ဒါပြည်ကရိုက်ကြေးယူရဲဆိုရင်တင်မောသားဒီကကျွန်တော်တို့ကမတောင်းတော့ဘူးနော်ဒါကျွန်တော်ကပုံမှန်လင်းပြောပြီးသားကျွန်တော်တို့ဒီအလုပ်လုပ်ကြတဲ့ကိုကကျွန်တော်တို့ဖိမ့်ဖိမ့်နဲ့လှုပ်ရှားနေတာရိုက်ရှားနေတာတကွမှမရှိဘူးအဘလို့ကျွန်တော်တို့ကိုယ်တိုင်လည်း deck officer တွေ ော် engineer တွေဖြစ်တယ်ရုံးမှာဆိုရင်လည်း engineer တွေ officer တွေရှိအများကြီးပဲရှိတယ်ဒီလိုလူတွေနဲ့ပဲကျွန်တော်အလုပ်လုပ်နေတာပြီးရင်ကျွန်တော်တို့ ਨੇ အလုပ်တွဲလုပ်တဲ့လူအဓိကကျွန်တော် ਨੇ အလုပ်တွဲလုပ်တဲ့လူတွေကအရင်လောဘကြီးပြီးတော့တင်မောသားတွေအပေါ်ကိုရိုက်စားလုပ်တဲ့လူမျိုးမဖြစ်ဘူးမဖြစ်ဘူးလို့ကျွန်တော်အာမခံတယ်မဖြစ်စေရဘူးဖြစ်ခဲ့ရင်လည်းကျွန်တော်လက်မတွဲဘူးเนาะအဲ့တော့အကုန်လုံးမှာတမိုင်းကြောင်းရှိတယ်ဆိုတော့ပြောချင်တာက ဲ့ဒီလောက်တော့ဒီကွန်းမတ်လောက်တော့တင်မောသားတွေအကုန်လုံးနားလေတယ်အကုန်လုံးကခေါင်းပါတယ်ကျွန်တော်တို့ကိုကျင်တဲ့လို့ကျွန်တော်တို့ဒီမှာ service လာယူတာဖြစ်တယ်ဆိုတော့ရှင်းရှင်းလေးလေးပွဲသားမလို့မှာတော့ကျွန်တော်တို့ဒီပဲလာမယ်ဗျကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်လေးဘယ်တော့မှပွဲသားအာမကူကိုယ့်အကူ try နေ free line ဆိုတော့ free line ရအောင် try နေဟော IG ပေးရမယ်ဆိုတော့ IG ပေးရမယ် line ရအောင် try နေနော်ဒါပေမဲ့တချို့အတွက်ကတော့အကူအညီလိုတဲ့အခက်အခဲရှိတယ်အဲ့ဒီအခက်အခဲကိုကျွန်တော်ပြည်လည်အောင်ဖြေရှင်းပေးနေတယ် VIP စီမံဆာဗေကအကျိုးမြတ်ယူပါတယ်ဆိုတော့မိတ်ဆွေတို့ရဲ့ခက်ခဲတွေပြည်လည်မယ်ကျွန်တော်တို့အကျိုးမြတ်ရမယ်ဒါဆိုရင်ဝင်းဝင်း situation ရကျွန်တော်ဒီလုံငန်းကိုဆက်ပြီး run တင်တယ်လို့ကျွန်တော်တို့မြင်ပါတယ်ကျေးဇူးတင်ပါ